မင်္ဂလာပါရှင်။ဆရာဝန်ကြီးဘာသာပြန်ဆိုရေးသားထားတယ်။မင်းမှုတန်းဆိုတဲ့စာအုပ်ရဲ့အပိုင်း15နောက်ဆုံးပိုင်းကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အခန်း15ပေါ်ပါရည်နဲ့လျှို့ဝှက်ချက် ျွန်တော်တခင်မဝေးလာမင်းသမီးဒယနာနဲ့ကျွန်တော်ရင်နှီးခဲ့ကြတယ်ဆိုတာကသူ့ွယ်လွန်ပြီးနောက်ပိုင်းမှာကျွန်တော်ပေါ်အပြစ်ပုံချစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဘန်နာဆိုးကဘန်နာဆိုးနေရာမှာမနေဘဲမင်းသမီးနဲ့ရင်းနှီးလွန်းတယ်လို့ဝေဖန်ကြပြီးကင်စတန်နန်တော်ရဲ့တကားနောက်ွယ်မှာ သူတို့မသိတဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့ရင်းနှီးမှုကအပြစ်ပြောစရာဖြစ်နေခဲ့ပါတယ်။အထူးသဖြင့်ဒိုင်ယနာအမတ်တရရမုံငွေအဖွဲ့မှာ ကျွန်တော်ကိုနေရာပေးထားခြင်းကိုလည်းမလိုမလားရှိကြပါတယ်။ဒီဖွဲ့မှာကျွန်တော်ကရန်မုံငွေရှာဖွေရေးပွဲများစီစဉ်ဆောင်ရွက်ဖို့တာဝန်ယူထားရတဲ့အတိုင်းမင်းသမီးသာတက်ရှိထင်ရှားရှိမယ်ဆိုရင်လှုပ်ဆောင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တဲ့ပွဲစဉ်များကိုဖန်တီးပြီးရန်မုံငွေရှာပေးခဲ့ပါတယ်။ဒါကြောင့်ဒေါ်လာနှစ်တန်းလှူတဲ့ပုံကိုရှိသလိုထောင်ကနန်းသာလှူတဲ့လေသမားတွေလည်းရှိပါတယ်။ မင်းသမီးကွယ်လွန်ပြီးဆယ်စုနှစ်တခုလောက်ကြာမှာတော့ထောက်လန်းရေးအဖွဲ့ကကျွန်တော်အိမ်ကိုစီးနှင်းဝင်ရောက်ပြီးတအိမ်လုံးရှာဖွေပါတော့တယ်။သူတို့ပြောပြချက်ကတော့ကျွန်တော်ဟာမင်းသမီးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတချို့ပစ္စည်းတချို့ကိုခိုးယူထားတယ်လို့ဆိုပါတယ်။ဒီမှုနဲ့ပဲကျွန်တော်ကို ရုံးတင်စစ်ဆေးကြပါတယ်။တခုတော့ကြာတာပြီးနေညမှာကျွန်တော်နဲ့ကျွန်တော်ဥပဒေကျိုးဆောင်အဖွဲ့တို့ဆုံတွေ့ကြပါတယ်။ ဝိုင်းဖွဲ့စကားပြောနေကြရင်ကြံနေနိုင်တဲ့သဲလွန်စာကို ရှာဖွေနေကြခြင်းလည်းဖြစ်ပါတယ်။ကျွန်တော်တို့စကားဝိုင်းကဝီလျံမင်းသားစီကိုကျွန်တော်ရေးတဲ့စာတစ်စောင်ထဲမှာကျွန်တော်နဲ့ဘယင်မကြီးတို့ဆုံတွေ့ကြပြီးစကားပြောကြတယ်ဆိုတဲ့အကြောင်းအရာပါဝင်သွားပါတယ်။အဲ့ဒီအကြောင်းအရာကို လော့ခါလိုင်းကြတော့ဘယင်မကြီးနဲ့ဘာတွေပြောခဲ့ကြသလဲလို့ပြပြတလဲမေးလာပါတယ်။ ျွန်တော်တို့ပြောခဲ့ကြတာတော့အကြောင်းအရာအဆုံးပဲကျွန်တော်ဇနီးမာရီယာနဲ့သားရီအကြောင်းလေးပါတယ်ဘယင်မာကြီးမိသားစုအကြောင်းထယနာမင်းသမီးအကြောင်းမင်းသားလေးနှစ်ပါးအကြောင်းပါတယ်လို့မင်းသမီးကွယ်လွန်ပြီးတဲ့နောက်ကင်စတန်နန်တော်မှာဖြစ်ပျက်နေသမျှတွေကိုပြောခဲ့တာပဲဒါကြောင့်ပြောခဲ့တဲ့စကားတွေကတော့အဆုံးပဲလို့ပြောရလိမ့်မယ်လို့ပြောပြလိုက်ပါတယ်ဒီတော့သူကအဲ့ဒီတော့ကခမည်းအနေနဲ့ မင်းသမီးရဲ့မိခင် Mrs. Frenchan Kiss နဲ့ပတ်သက်ပြီးတော့မင်းသမီးရဲ့စာတွေကိုဖျက်ဆီးပစ်နေတဲ့အကြောင်းထည့်ပြောခဲ့သေးလားလို့မေးလာပါတယ်ပြောခဲ့တာပေါ့အဲ့ဒါကအဓိကပဲအဲ့ဒီစကားကြားလိုက်ချိန်မှာတော့ဝိုင်းဖွဲ့ထားနေကြတဲ့ဥပဒေကျိုးဆောင်များရဲ့မျက်လုံးများတောက်ပသွားကြပြီးကျွန်တော်ကိုဝိုင်းကြည့်ကြပါတယ်ဒီလိုလားဒါကိုဘာဖြစ်လို့ဆော့ဆော့ကလေးကကျွန်တော်တို့ကို ဒီကြောင်ထဲမပြောခဲ့တာလေလို့လော့ခါလိုင်းကမေးပါတယ်ဒါကတော့ဘုရင်မကြီးနဲ့ကျွန်တော်ကိုရေးကိုရာကိစ္စအတွက်တွေးဆောင်ခဲ့ကြတာဖြစ်လို့မပြောတင်မှုထင်တာကြောင့်မပြောခဲ့တာပါပြီးတော့ပြောခဲ့ကြတဲ့ဇကားတွေကလည်းအဆုံးပဲမဟုတ်လားကျွန်တော်စိတ်ထဲမှာဒီเจ้าရာကကျွန်တော်လွတ်မြောက်ဖို့အလင်းရောင်တစားရလာလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူးလက်တွေ့မှာတော့ဒီလိုဆုံးတွေ့ပြီးပြောခဲ့ခြင်းက ကျွန်တော်တို့လွမြောက်ရာလမ်းစာဖြစ်ခဲ့ပါတယ်။လက်တွေ့မှာဘယင်မာကြီးနဲ့ဆုံတွေ့မှုကအရေးပါအရာရောက်တဲ့ကိစ္စတရက်ဖြစ်သွားပါတယ်။ကျွန်တော်ကတော့ကြွယ်လွန်သူ ကျွန်တော်သခင်မပေါ်မှာတစ္ဆာစောင့်တည်တဲ့အနေနဲ့သူနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေမပြောင်းမပြတ်ထိမ့်သိမ့်တင်နေထင်လို့ဘယင်မာကြီးကိုတွားရောက်အကြောင်းကြားချင်တာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလို့ရဟာထောက်လန်းရေးအဖွဲ့ကဆွဆွဲလာတဲ့ လွတ်ဝတ်ချက်များပေါက်ကြားမှုဆိုတဲ့အရာမှပြစ်မှုကြီးကိုကာကွယ်လိုက်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ထောက်လန်းရေးအဖွဲ့ကရရှိသွားတဲ့အထောက်ထားများတွေမှာ2001ခုနှစ်ဧပြီလ19ရက်နေ့နေစွဲနဲ့ဝီလျံမင်းသားထံကိုကျွန်တော်ရေးခဲ့တဲ့စာတစ်စောင်ပါဝင်ပါတယ်။အဲ့ဒီစာမှာကျွန်တော်ကသူ့မိခင်ရဲ့စာရွက်စာတန်းတချို့ကို လုံခြုံရေးအတွက်ကျွန်တော်သိမ်းဆည်းထားတယ်ဆိုတဲ့စကားပါသွားပါတယ်။ ဒါကိုပဲထောက်လန်းရေးအဖွဲ့ကကျွန်တော်ဟာတော်ဝင်မိသားစုများရဲ့လျှော့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှုဒီစာတွေကိုယူသွားတယ်လို့ပုံမှန်တက်ဆွဆွဲလိုက်ခြင်းဖြစ်ပါတယ်တကယ်တော့လုံခြုံမှုအတွက်ကျွန်တော်သိသိထားတယ်ဆိုတာကိုဘယင်မာကြီးအသိဖြစ်ပါတယ်နိုဝင်မာလာတရက်တောက်ကြနေဟာ All Saints Day ဖြစ်ပါတယ်အဲ့ဒီနေ့မှာကျွန်တော်အမှုကို စီရင်ချက်ချမယ်နေလဲဖြစ်ပါတယ်။တရားရုံးကိုသွားရတဲ့အချိန်မှာတကယ်တော့ကျွန်တော်ယင်တွေအရန်ကိုခုံနေတာပါ။ဒါပေမဲ့မျက်နာကိုတော့အတိငိမ့်ဆုံးထားပြီးကျွန်တော်ကိုပတ်ပတ်လည်မှာဝိုင်းရိုက်နေကြတဲ့မီဒီယာများရဲ့ကင်မရာများမှာစိုးရိမ်စိမ်းမပေါ်အောင်နှိပြရပါတယ်။ကျွန်တော်အကျိုးဆောင်အဖွဲ့ကောင်းဆောင်ဖြစ်တဲ့လော့ကာလိုင်းကတော့ခက်ပြုံးပြုံးပါပဲ။တရားရုံးအမှတ်၁အပြင်ဘက်မှာကျွန်တော်ရှိနေတော့ အိတ်ထဲမှာထည့်ထားတဲ့ကျွန်တော်လက်ကင်ဖုန်းကအတန်မြည်လာပါတယ်။ထုတ်ကြည့်လိုက်တော့ journalist တဦးဖြစ်တဲ့ Steve Dennis ဖြစ်ပါတယ်။သူ့အတန်ကတုံ့လှုပ်နေတယ်။သူကကျွန်တော်နဲ့ခက်လန်းလန်းမှရှိတဲ့လှေကားထိပ်ကနေစကားပြောနေတာပါ။ပေါ်ရင်ကျွန်တော်တို့ဒူးတွေတုံပြီးလမ်းတော့မရှောင်နိုင်တော့ဘူး။ခမည်းမှုကဒီနေ့အဆုံးသတ်တော်မယ်။ဘာကြောင့်ရုတ်တရက်အဆုံးသတ်လိုက်တယ်လဲဆိုတာကိုတော့ ဘသူမှအတိအကျမပြောနိုင်ကြဘူးထောက်လန်းရေးတပ်ဖွဲ့မှရောမက်ထရိုပိုလီတန်ရေးတပ်ဖွဲ့ကရောဘာကြောင့်ရုတ်တရက်အဆုံးတက်လိုက်တယ်လဲဆိုတာကို မပြောနိုင်ကြဘူးလို့ဆိုတယ်ကျွန်တော်တို့အာယုံဦးကိုရောက်တော့မယ်ပေါ့အတိဘယ်ကဘာလဲဗျကျွန်တော်တို့ကြားတာကတော့ဒီနေ့ပဲခမားမှုကို အပိတက်လိမ့်မယ်အဲ့ဒါကိုတော့ကျွန်တော်တို့သိထားတယ်သူပြောတာကိုကျွန်တော်မယုံနိုင်ပါဘူး ဒီလိုနည်းနဲ့ရုတ်တရက်အဆုံးသက်သွားလိမ့်မယ်လို့လဲကျွန်တော်မမျှော်လင့်ထားပါဘူး။ gain တရားရုံထဲကိုကျွန်တော်ဝင်ရတော့မယ်။လို့သူ့ကိုပြောပြီးလက်ကင်ဖုန်းကိုပိတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလော့ကာလိုင်းကကဲပေါ်အချိန်ကြပြီဝင်ကြစို့လို့ဆိုလာပါတယ်။တရားရုံထဲကိုဝင်လိုက်တဲ့အချိန်မှာကျွန်တော်ရင်တွေအစမတန်ခုန်နေပါပြီ။ မီဒီယာအသီးသီးကစောင့်ဆိုင်းနေကြသလိုကျွန်တော်မှုကိုစိတ်ဝင်တစားလာရောက်နားထောင်နေကြတဲ့ဆွေတော်မျိုးတော်တချို့ကိုလည်းတွေ့ရပါတယ်။ဝန်ထမ်းတဦးကအချက်ပေးတဲ့သူကို ထုလိုက်တဲ့ချိန်မှာတော့ရုံးကန်တစ်ခုလုံးအကြတန်ကြားလောက်အောင်ညှိတက်သွားကြပါတယ်။မကြခင်မှာတရားစီရင်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Mrs. Justice Rafferty ဝင်ရောက်လာပါတယ်။သူမကကျွန်တော်ကို လှမ်းပြုံးပြလိုက်ပါသေးတယ်။တရားသူကြီးနေရာယူပြီးချိန်မှာတရက်လိုထောက်လန်းရေးအဖွဲ့ဘက်ကအကျိုးဆောင်ဖြစ်တဲ့ဝီလီယံဘိုင်ရန်စ်ကမတ်တပ်ထားရလိုက်ပါတယ်။ပြီးတော့မှတရားသူကြီးခင်ဗျာဒီကိစ္စဟာနိုင်ငံတော်အတွက်အင်မတန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။တော်ဝင်မိသားစုများရဲ့အရေးကိစ္စကိုပေါက်ကြားစေနိုင်တဲ့ကိစ္စလည်းဖြစ်ပါတယ်။တရက်ခန့်ဖြစ်သူမစ္စတာပေါ်ပါရီဟာ ဝီလာမင်းသမီးပိုင်ပစ္စည်းများကိုတစုံတစ်ယောက်ရဲ့ခွင့်ပြုချက်ကိုမှရယူခြင်းမရှိဘဲယူငင်သိမ်းဆဲထားတယ်ဆိုတာစစ်ဆေးပြီးဖြစ်တဲ့တပ်တွေများရဲ့ထွက်ဆိုချက်အရသိတာထင်ရှားနေပါပြီ။သူ့လျှောက်လဲချက်ကိုကျွန်တော်နားရှိလို့ကြားလိုက်ရပေမဲ့နားခါလာပါတယ်။အဲ့ဒါအပြင်ရုံတော်မှာတင်ပြခဲ့တဲ့တပ်တွေများကိုလည်းတရက်ခန့်ဘက်ကအကျိုးဆောင်များက မိကိုများစိတ်တိုင်းကြမိခဲ့ပြီးဖြစ်ပါတယ်။တက်တီများရဲ့ထွက်ဆိုချက်အရမစ္စတာပေါ်ပါရီဟာဘသူခွင့်ပြုချက်မှမရှိဘဲဝီလာမင်းသမီးဒိုင်ယာနာရဲ့ပစ္စည်းများကိုယူသွားတယ်ဆိုတာထင်ရှားနေပါတယ်။တော်တော်မိုင်မဲတဲ့ကောင်မလား။သူ့ဖိုင်ထဲမှာဝီလျံမင်းသားစီကိုကျွန်တော်ရေးခဲ့တဲ့စာရှိနေပါလျက်နဲ့အဲ့ဒီစာကိုလက်လျူရှုထားပုံရပါတယ်။ သူကဆက်လက်ပြီးရှောက်ထားရမှာအလွဲလွဲချော်ချော်ပါပဲသူကဒီမှုအတွက်နောက်ထပ်တက်တည်ခံမဲ့ပုံကူများထက်မှန်ခေါ်ဆိုဖို့မလိုအပ်တော့ကြောင်းကိုပါရှောက်ထားပါတယ်ကျွန်တော်ကတရက်ခန့်နေရမှာ ထိုင်နေရပါမယ်နှလုံးခုန်မှုကတော့အတိုင်းထက်လွန်ပါ Lord Carline ကိုကြည်လိုက်တော့လဲသူကပြုံးပြပါတယ်နောက်ဆုံးမှာတရားသူကြီးဖြစ်တဲ့ Mrs. Justice Rafferty ကစီရင်ချက်ချခံနေမှာကျွန်တော်ကိုနှွေးထွေးတဲ့အပြုံးနဲ့ကြည့်လိုက်ပြီး Mr. Barry လူချင်းမင်းနေနဲ့သွားလို့ရသွားနိုင်ပါပြီဒီမှုကနေခွင်းလုံးကျလွတ်လိုက်ပါပြီလို့အမိန့်ပြန်ကြေညာလိုက်တဲ့အခါမှာကျွန်တော်ထိုင်နေရကနေလှုပ်လို့တောင်မရတော့ပါဘူးရင်ထဲကအလုံးကြီးတစ်လုံးတက်လာပြီးလေချောင်းဝမှာစုနေတယ်လို့ခံစားလိုက်ရပါတယ် ျွန်တော်ကိုစောင့်ကြည့်ရတဲ့မစ်ဂျဲကပဲကျွန်တော်လက်ကိုဆွဲကတရားရုံးအပြင်ဘက်ကိုထုတ်လာခဲ့ပါတယ်။မီဒီယာများကလည်းကျွန်တော်ကိုတအံ့တအုံဝိုင်းကြည့်နေကြပါတယ်။သူတို့ရှိမှကျွန်တော်ရင်ကော့ပြီးထွက်လာခဲ့ပါတော့တယ်။ကျွန်တော်ဟာကွယ်လွန်သူတခင်မဝေလာမင်းသမီးဒိုင်ယာနာပေါ်မှာဒါမကပြည်တိုင်နိုင်ငံကိုစိုးစံအုပ်ချုပ်နေတဲ့ဘုရင်မကြီးရဲ့မိသားစုပေါ်မှာပါ တစ္ဆာဆောင်တည်သူဖြစ်တယ်ဆိုတာ မှတ်ကြောင်းအတင်ခံနိုင်ခဲ့ပါပြီ။တကယ်တော့ဒီမှုမှာကျွန်တော်ကိုဝင်ကယ်လိုက်သူကဘယင်မာကြီးကိုယ်တိုင်ပဲဖြစ်ပါတယ်။တရားစီရင်ရေးကိစ္စများမှာဘယင်မာကြီးကဝင်ရောက်ဆွတ်ဖက်လေးမရှိပေမဲ့ကျွန်တော်ကိစ္စမှာတော့ပြည်ထိုင်နိုင်ငံတမိုင်းမှာမှတ်တမ်းတင်လောက်အောင် ဝင်ရောက်ဆွတ်ဖက်လိုက်ခြင်းပါပဲ။ရုံးတော်ရဲ့အပြင်ကိုရောက်ပေမဲ့ကျွန်တော်မှအိမ်မက်သေးလမ်းလျှောက်ရသလိုမရေရာမတည်ကြလာသေးပါဘူး။ ခွင်းလုံးကျွလွတ်လိုက်ပြီဆိုတာကိုလည်းဟုံးမဟုတ်ပါမလားလို့မယုံမယဲဖြစ်နေသေးတာပါ။ဒါကြောင့်လော့ခါလိုင်းစီကိုသွားပြီးဒါတကယ်ပဲလားယင်လို့မေးမိပါတယ်။တကယ်ပဲပေါ့အားလုံးပြီးသွားပြီအားလုံးပြီးသွားပြီတဲ့ကျွန်တော်ဝမ်းတာလွန်းလို့သူ့ပခုံးမော်ကိုခေါင်းတင်ပြီးရှိုက်လိုက်မိပါတယ်။ကျွန်တော်မျက်ရည်တွေသူ့ပခုံးမော်မှာဆွတ်ဆူသွားတဲ့အထိလဲငုံမိပါတယ်။ တကယ်တော့တော်ဝင်မိသားစုနဲ့ထိတ်တရင်စာရဲတဲ့ဥပဒေအကျိုးဆောင်ဆိုတာဒီတယောက်ပဲရှိမဲထင်ပါတယ်ကျွန်တော်လိုကိစ္စမျိုးကအုံနေရန်ကိုခေါင်းနဲ့စောင့်ရတဲ့အဖြစ်မျိုးပါဒါကိုသူကတတ်တည်ရှိရှိနဲ့ကျွန်တော်ဘက်ကရက်တည်ပြီးရင်ဆိုင်ပေးခဲ့သူဖြစ်ပါတယ် Lord Carline ကကျွန်တော်ပခုံးကိုပုတ်ပြီးနှစ်သိမ့်ပေးပါတယ်ပြီးတော့မှကဲလား ထို့များအောင်မွေးခံတဲ့အနေနဲ့စားတောက်ဆိုင်လေးတစ်ခုခုမှာသွားစားရအောင်လို့ဆိုပါတယ်။သူ့နားမှာရှိနေတဲ့အန်ဒရူးရှော့ကလက်ကင်ဖုံးမိလာတာကိုနားထောင်လိုက်ပြီးကျွန်တော်ဘက်ကိုကမ်းပေးလိုက်ပါတယ်။မာရီယာဆက်နေတယ်လို့ဆိုပါတယ်။ကျွန်တော်ပထမဆုံးကြားလိုက်ရတာကတော့မာရီယာပျော်လွန်းလို့ငိုရှိုက်နေတဲ့အတံပါပဲ။ကျွန်တော်လဲမာရီယာကိုဘာမှမပြောနိုင်ဘဲ သူနဲ့အတူရောင်းကိုမိတဲ့အထိခန်းစားလိုက်ရပါတယ်။ပြီးတော့မှမိမရေကိုတို့ကျေးဇူးတင်ရမှာကဘယင်မကြီးပဲ။ဒီကိစ္စမှာသူဝင်ဖြတ်လိုက်လို့ပြီးသွားတာလို့ပြောပြရပါတယ်။ကျွန်တော်ဘွားဟာမင်းမူတဲ့ဘဝမှာချားရဟက်စည်းနေရတယ်လို့အနှိမ့်မြင့်အတက်ကြရင်းများစွာကြုံခဲ့ရဘူးပါဘီ။အခုတော့ဖြင့်ဒါရီအလုံးအဆုံးသက်သွားပြီလို့ယူဆရပါတယ်။ ာရီယာကခဏကင်ထားပါအောင်လို့ပြောပြီးတယ်လီဖုန်းကို သူ့နားကနေ ခွာလိုက်တဲ့အခါမှာတော့သူရောက်နေတဲ့ပန်းလှပြင်ဆိုင်တွေကကျွန်တော်တို့မိသားစုကို အားပေးနေကြတဲ့ပြည်သက်များရဲ့ဝမ်းသာအားရအော်ဟစ်ဂုဏ်ပြုကြတဲ့အတန်တွေကိုလည်းကြားလိုက်ရပါတယ်။စားတောက်ဆိုင်ကိုသွားကြဖို့လမ်းမော်ကိုဆင်းလိုက်တဲ့အခါမှာတော့မီဒီယာပေါင်းစုံကသတင်းတောင်များကင်မရာကိုစီနဲ့ကျွန်တော်ကို ဝိုင်းဖားကြပါတယ်။ ဝမ်းသာအားရမင်းမြန်ကြတဲ့အတန်တွေချီးကျူးကြတဲ့အတန်တွေစုံလို့ပါပဲပေါ်ပေါ်တစုံတယောက်အော်ခေါ်တဲ့ကို ကျွန်တော်ကြားရပါမယ်ဘယ်နေရာကနေအော်နေမှန်းကျွန်တော်မသိပါဘူးလေပြန်ရှာပါမယ်လေမတွေ့ဖြစ်နေချိန်မှာအပေါ်ကိုမော့ကြည့်လိုက်လို့အော်တန်ကြားရပြန်တာကြောင့်မော့ကြည့်လိုက်တော့ကျွန်တော်ခေါင်းထက်မှာရှိတဲ့မှန်ပြတင်းပေါက်မှာဝန်တန်းများစုပြုံပြီးကျွန်တော်ကို ဝမ်းသာအားရကောင်းချီးမင်္ဂလာပေးနေကြတာကို တွေ့ရပါတယ်။သူတို့လက်ပြနှုတ်ဆက်နေတာကို ကျွန်တော်ကပြန်လက်ပြနှုတ်ဆက်ရတာကျွန်တော်လက်ကိုပြန်မယုတ်သိမ်းနိုင်လောက်အောင်ပါပဲ။မီဒီယာများကတော့ကျွန်တော်ကိုစားအန်ဒရူးရှော့ကပဲစကားပြောပေးပါတယ်။ရုံးတော်ရဲ့ရှိက လက်မပေါ်မှာရုတ်တရက်ဆိုသလိုတရင်စာရှင်းလင်းပွဲကလေးတရက်ကျင်းပလိုက်ရသလိုဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်ကအားလုံးကိုကျေးဇူးတင်စကားပြောပြီးအားလုံးကလည်းကျွန်တော်နာမည်ကိုသာတကြောကြောအော်နေကြတာကို တွေ့ရပါတယ်။ဝမ်းသာပြီးဒီကြောင့်ကျွန်တော်ချက်တော့တွင်မလုံနိုင်လောက်အောင်ခံစားရပါတယ်။ဒါပေမဲ့ကျေးဇူးတင်ထိုက်သူကိုကျေးဇူးတင်ရပါအောင်မယ်။ဒီကဘာလုံးကြားရလောက်အောင်ကျွန်တော်အွန်လိုင်းမိပါတယ်။ဖျားသခင်လွတ်မြောက်ခြင်းဆိုတာဘလောက်ကောင်းမြတ်လိုက်တယ်လဲဆိုတာတပည့်တော်နားလေခဲ့ပါပြီ။ လို့ online ချင်းမှာပဲကျွန်တော်တို့အားလုံး convent ကားထဲမှာရှိတဲ့စားတောက်ဆိုင်ကလေးတစ်ခုစီကိုထွက်ခွာလာခဲ့ကြပါတယ်ဒီနေရာကလေးကစိတ်ငြိမ်ပြီးစားလို့လည်းကောင်းတဲ့နေရာကလေးပါ ကျွန်တော်တို့လေးရောက်စားတောက်ဆိုင်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲလက်ခုပ်ဩဘာတန်တွေက စီးကြိုပြီးကျွန်တော်တခါမှမတွေ့ဘူးမမြင်ဘူးတဲ့သူတွေကလက်ဆွဲနှုတ်ဆက်လာကြပါတယ်အလုံးကကျွန်တော်အတွက်ဝမ်းသာအားရဖြစ်နေကြပါတယ် ကျွန်တော်နဲ့ကျွန်တော်အကျိုးဆောင်အဖွဲ့ရဲ့နေ့လယ်စာစားပွဲကိုဝင်ရောက်ပူးပေါင်းလာသူနှစ်ဦးကတော့ Richard K နဲ့ Suzy Kissan တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကမင်းသမီးရဲ့မိတ်ဆွေများလည်းဖြစ်ပါတယ်။ကျွန်တော်တို့ထမင်းစပွဲမှာနေရာယူပြီးစာချင်းနောက်တစ်ယောက်ထက်ရောက်လာပါတယ်။အဲ့ဒီသူကတော့ BBC အတန်လွင့်ဌာနမှ Fiona Bruce ပဲဖြစ်ပါတယ်။အပြင်မှာမိုးရွာနေပါတယ်။ ူမတကူလုံးဆူရွှဲနေပုံရပါပေမဲ့ခရူးဆိုင်ပုံမပေါ်ပါဘူး။သူမကကျွန်တော်ရှိမှာ ရှမ်ပိန်တပလင်းလာချပြီးဝမ်းတာမှုနဲ့ဂုဏ်ပြုပါတယ်။ကျမဝမ်းတာလွန်းလို့ပါပေါ်ရင်လို့ပြောပြီးကျွန်တော်ကိုခုံပြုတဲ့ရှမ်ပိန်တစ်ခွက်တောက်ခါပြန်လဲထွက်ခွာသွားပါတယ်။ညနေပိုင်းကျမှချက်ရှားရမှရှိတဲ့အမျိုးတယောက်ရဲ့အိမ်မှာနားနေရင် ပြည်ထိုင်နိုင်ငံထုတ် Daily Mirror သတင်းစာကြီးနဲ့တွေ့ဆုံပါတယ်။ပြည်ထိုင်နိုင်ငံနဲ့အမေရိကန်နိုင်ငံထုတ်တခြားသတင်းစာများကတော့ကျွန်တော်မှုယုံတင်စစ်နေတဲ့ရတရပန်နှစ်ပတ်လုံးမှာကျွန်တော်စိတ်နှလုံးညှိုးချုံအောင်ရေးသားခဲ့ကြပါတယ်။ကျွန်တော်ဟာမင်းသမီးရဲ့ယုံကြည်ကိုးစားမှုကိုအလွဲသုံးစားလုပ်တဲ့။မင်းသမီးရဲ့ပစ္စည်းတွေကိုခိုးယူတဲ့ဒီလိုဆွဆဲချက်တွေတင်ခဲ့ကြတာပါ။ အခုကျွန်တော်ဒီစာအုပ်ရေးချိန်ထိဖေတော်ခါကမှမင်းသမီးပုံမှာတစ္ဆာဖောက်တဲ့ကိစ္စမျိုးမဆောင်ရွက်ခဲ့ဘူးဘူးဆိုတာကျွန်တော်တစ္ဆာပြုရဲပါတယ်အမှုကိစ္စကင်းရှင်းချိန်ကစပြီးကျွန်တော်နေခဲ့တဲ့အိုးဘယ်လီကနေခွာပြီးတခြားတနေရာမှာကျွန်တော်အနာဂတ်တစ်ခုကိုတည်ဆောက်နိုင်မှုစူးစမ်းခဲ့ပါတယ်ဒါပေမဲ့အတိတ်ကရိတ်တွေဟာ မေးပြောက်သွားလို့မရဘဲအခုတည်းကကျွန်တော်ရင်ထဲမှာရှိနေသေးပါ ရုံတော်မှာကျွန်တော်ဟာခွင်းလုံးကျွလွမြောက်ခဲ့ပြီဖြစ်တဲ့အတွက်တရက်ခန့်စရင်ကနေပယ်ဖြတ်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ဝီလာမင်းသမီးဒိုင်ယန်နာဆိုတဲ့အမည်ကတော့ကျွန်တော်ရင်ထဲမှာဘယ်တော့မှဖျောက်ဖျက်လို့မရနိုင်တဲ့နာမည်တစ်ခုဖြစ်ပါတယ်။ကျွန်တော်သခင်မဟာမှတ်သားလောက်စရာကောင်းလောက်အောင်ထူးခြားတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။သူနဲ့ပတ်သက်တဲ့အမှတ်တရကိစ္စများဟာလည်း မေးပြောင်ဖြစ်ဖို့မကောင်းလောက်အောင် မျက်နှာတန်မိုးထားရပါတယ်။မင်းသမီးနဲ့ပတ်သက်ပြီးကျွန်တော်ကိုရဲကအရေးယူခဲ့တာဖြစ်လို့ဒါတွေကိုကျွန်တော်မေ့ပြစ်မလားလို့မေးလာရင်ကျွန်တော်ညင်းရပါလိမ့်မယ်။ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ဘသူတွေပါပဲပြောပြောကျွန်တော်ရင်ကနေဘသူမှထုတ်ပယ်ပြစ်လို့မရနိုင်တဲ့စာတစ်စောင်ရှိနေပါတယ်။အဲ့ဒီစာဟာကျွန်တော်သခင်မကကျွန်တော်ထံ နောက်ဆုံးရေးခဲ့တဲ့စာလည်းဖြစ်ပါတယ်။သူမမကွယ်လွန်ခင်တလားလောက်အလိုမှရေးသားခဲ့ပြီးကျွန်တော်ရုံးစပွဲပေါ်မှာတင်ထားခဲ့တာပါ။ဒီစာကိုကျွန်တော်ပြန်ဖတ်တိုင်းခွန်အားတွေရရှိစမြဲပါ။အဲ့ဒီလိုပဲဒီစာကကျွန်တော်ကိုနှုတ်ဆက်ခဲ့တဲ့စာတစ်စောင်ဖြစ်တာကြောင့်ဝမ်းနည်းကြေကွဲမှုကိုလည်းပေါ်ပေါက်စေခဲ့ပါတယ်။ဒီစာလေးဟာ အခုကျွန်တော်ရေးတဲ့စာအုပ်နဲ့အံဝင်ခွင့်ကြဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။ပေါ်ရင်ရှင်ဟာကျမအတွက် တတိယမျက်လုံးလိုဖြစ်နေတာကြောင့်ဒီရက်တရပတ်ဟာအရန်ရေးကြည့်တယ်ဆိုတာရှင်သိနေမှာပါ။နောက်ပြီးတော့ဒီရက်ပိုင်းအတွင်းမှာကျမဘလောက်ရင်ခုန်စိတ်လှုပ်ရှားနေတယ်ဆိုတာကိုလည်းရှင်သိနေတာဆိုတော့အထူးပြောဖို့လိုမယ်မထင်ဘူးနော်။ဒီကိစ္စက ရှင်နဲ့ကျမသာတည်တဲ့လျှို့ဝှက်ချက်နော်ရှင်ဟာ တကယ်ကိုထူးကျွန်တဲ့လူတယောက်ပါကျမမေးသမျှမေးခွန်းတွေကိုမငင်းမညူဖြေပေးခဲ့တဲ့အပြင် ရှင်ပြောသမျှတွေကလည်းအမှန်တွေကြီးပဲဆိုတာကျမဝန်ခံပါတယ်ကျမဘဝရဲ့မှောင်မိုက်တဲ့ကာလတွေမှာရှင်ရဲ့ပံ့ပိုးမှုတာမပါဘူးဆိုရင်ကျမဘယ်လောက်ခံစားရမလဲဆိုတာမတွေးတတ်အောင်ပါပဲအခုတော့ကျမဘဝရဲ့ဒီရဲ့အတက်ကြဟာလည်းပြောင်းလဲခဲ့ပါပြီရှေ့လျှောက်ပြီး ကျမပြောရလိမ့်မယ်လို့ပဲမျှော်လင့်မိပါတယ်။ကျေးဇူးတင်ပါတယ်ပေါ်ရင်။ရှင်ဟာကျမရှိမှာရဲရကြီးတစ်ခုလိုမမမမရက်တီပေးခဲ့တဲ့အတွက်အထူးကျေးဇူးပါ။အချစ်များနဲ့ဒိုင်ယာနာလျှို့ဝှက်ချက်တယ်။ဘာလျှို့ဝှက်ချက်များပါလဲ။ Sorry ပါ။ဒါကတော့ရွှေမင်းသမီးနဲ့သူ့ဘန္နာစိုးတို့နှစ်ယောက်ထဲသာတည်တဲ့လျှို့ဝှက်ချက်ဖြစ်တာကြောင့်ကျွန်တော်မပြောပြရစေနဲ့။ အဆုံးထိနားဆင်ပေးခဲ့ကြတယ်။စာချစ်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။